ပ်ပေးမဲ့တဲ့င်းကတော့မန်ယူကိုကိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာကစားသမားအဖြစ်မမောင်လေးမှတန်းဝင်သွားတဲ့တဲ့င်းဖြစ်ပါတယ်။မမလေးစီကိုလည်းကစားသမားမမောင်လေးဟာမန်ယူအတင်းကိုခိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာကစားသမားဖြစ်လာတယ်လို့သိရပါတယ်။မမောင်လေးဟာမနေ့ညကမလေးရှားနိုင်ငံကွာလမ်ပူးမြို့မှာရှိတဲ့ဘူကီဂျာလီကွေးမှာကစားခဲ့တဲ့အာဆီယံအော်စတာအတင်းနဲ့မန်ယူအတင်းတို့ရဲ့ပွဲစဉ်မှာဝယ်ရန်ကစားခဲ့ပြီးအာဆီယံအော်စတာတင်ရခဲ့တဲ့အနိုင်ကိုကိုသွင်းယူပေးနိုင်ခဲ့လို့မန်ယူကိုခိုးသွင်းနိုင်တဲ့ပထမဆုံးမြန်မာကစားသမားဖြစ်လာခဲ့တာပါ။ ။မမောင်လည်းကပွဲချိန်54မိနစ်မှာလူစားဝင်ကစားခဲ့ပြီးတော့ပွဲချိန်မိနစ်80မှာ ASEAN All Star အသင်းအတွက်အနိုင်ကိုအသွင်းပေးနိုင်ခဲ့တာပါ။ မဲရွယ်တဲ့အပွဲတင်ဒုတိယပိုင်းမှာအသင်းကောင်းစာဘရူနိုဖာနန်ဒက်စ်အပါအဝင်ခန္ဓာရှူလို့လို့ကစားသမားတွေကိုထည့်သွင်းကစားခဲ့ပေမဲ့မမောင်လွေရဲ့တင်ကိုကိုရှေ့ပိုင်းနိုင်ခြင်းမရှိတာကြောင့်ရှုံးနေခဲ့ရပါတယ်အသက်29နှစ်ရွယ်ရှိဖြစ်တဲ့မမောင်လွေကလက်ရှိအချိန်မှာထိုင်းပရီးမီးယားလိဂ်ကလပ်လန်ဖုံးဝါရီယားမှာကစားနေသူဖြစ်ပါတယ်။မမောင်လွေကဟန်တာဝဲဒီယူနိုက်တက်ရန်ကုန်ယူနိုက်တက်နဲ့လန်ဖုံးဝါရီယားကလပ်တို့အတွက်52ဂိုးအထိသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။ U21 ကမ္ဘာဖလားပြိုင်ပွဲမှာမြန်မာအသင်းနဲ့အတူကစားကွင်းရခဲ့တဲ့မမောင်လွင်မြန်မာလက်ရွေးစင်အသင်းအတွက်လည်း၁၉ခုတွင်ထားပြီးလို့ဖြစ်တဲ့လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ညင်းကျောင်းကပေးပို့လာပါဗျ။